ချက်ချီခခံလာရတဲ့ခြေတွေအခန်းစက်ခွန်စနေလောတနေ့ကနေလောမသိဒီမှာကြာပြီလမကုံလောက်ဒီမှန်တည်တော့ကြောင်းလေဒိတ်ကိုပင်မှတ်သားမထားမိဘယ်ရဲ့ရောက်ရောက်မှန်းမင်မသိပြီသို့တော်ဒီနေ့တွင်မှထူးထူးဆန်းဆန်းဖုန်းထုတ်၍ရက်ဆွဲကိုကြည့်နေမိသည်မနက်ဖြန်ဆိုရင်ခင်ဝင်နဲ့ကျွန်တော်ဤချစ်သူတက်တန်း ၄နှစ်နဲ့၉လပြည့်သည့်နေ့ဖြစ်သည်အိမ်တွင်ရှိစဉ်ကဒီလိုနေ့ရောက်တိုင်းခင်ဝေးကိုလက်ဆောင်တစ်ခုခုပေးနေကြလက်ဆောင်မပေးပြင်လင်တောင်းမုံဘိုးပေးနေကြဖြစ်သည်တနေ့တည်းမဟုတ်တော့လဲစားရိုက်ကနေကြို၍ပို့ပေးဖြစ်သည်ယခုမူဘာပေးရမည်နည်းလက်ထဲတွင်လဲပတ်စံဟု၍မေမေရရှိသည်မဟုတ် င်ဝေကဘာကိုမှမယူလူသည့်တိုင်အောင်ဘာကိုမှမယူလူသည့်တိုင်အောင် ကျွန်တော်အနေဖြင့်ဒီနေ့ကလေးကို အမတ်တရားရှိနေကြောင်းသက်တည်ပြန်လို့လေသည်အယုတ်ဝေပြီးရအောင်မလားမဖြစ်သေးပါဘူးလေလက်ထက်ရပတ်စံနဲ့လောက်မှမဟုတ်ပါဘူးကျွန်တော်တယောက်တည်းတောင်တွေးမြောက်တွေးဖြစ်နေသည် ဒီနိုင်ငံကပစ္စည်းမှန်သမျှသည်မြမပြည်နှင့်ရှင်သောအ ਨੇ ဆုံးနှစ်ဆခံစည်းကြည့်သည်ကိုကျော်ဆန်းတို့ကိုကျော်ကြီးတို့ကိုလည်းမတိုင်မခင်သူတို့ကိုတိုင်မလင်လဲဘာကျွေးမှလဲဘာညာလောက်လာလဲဘာမှကျွေးနိုင်သည်မဟုတ်သောကြောင့်မျက်နှာပူစရာဖြစ်ပင်မည်ထို့ကြောင့်မြင်နေတဲ့ရှီးစတိုးဆိုင်နှင့်ဝင်၍ကောင်းတို့ရဲ့အလေးများကိုဆင့်ဝင်ရသည် ကျွန်တော်ဘယ်သွားသည်ဘာလုပ်သည်ကို ခင်ဝင်မသိ။ तू မသိအောင်လဲတမင်မပြောပဲထားထားခြင်းဖြစ်သည်။နောက်တစ်နေ့ရောက်တော့အလုတ်ဆင်းလင်ဆင်းခြင်းခင်ဝေကိုလူလူသည့်နေရာကိုခေါ်သည်။အလုတ်ဆင်းခြင်းဖြစ်၍အလုတ်သမားများဥတ္တဟူသွန်းလာနေကြသည်။တမင်ဆင်းစားသူစားအခန်းပြန်သူပြန်နဲ့ခြေချင်းလိမ်နေကြသည်။ထို့ကြောင့်လူရှင်းအောင်မနှဲဆောင်ပြီးမှ စိတ်ကူးထားသမျှတို့အကောင့်တွေပေါ်လာသည်ဘာလို့ဒါလဲကိုယ်ရေးကြီးတုတ်ပြန်နေခင်ဝေကသူ့လက်ကိုကျွန်တော်ဆွဲခေါ်လာ၍အထိတ်တလန့်ဖြစ်နေသည်ဘာအယူထပြန်ပြီလဲဟုတွေးခြင်းလည်းတွေးနေနိုင်သည်ဘာလို့မထင်လို့လဲကဲတွေးကြည့်ရဲ့ဟုတ်တော့ရှင်လုံးကျင်တာကျမကဘလို့လို့ဒီမှာလဲတကယ်ပါပဲကလေးလည်းမဟုတ်ဘူးอืมဒီနေ့ဘာနေပါလိမ့်နော် ကျွန်တော်ကစာမရသည့်ကလေးကိုတဲလွန်စာပေးတဲ့ကဲ့သို့ခင်ဝေပင်လက်၍မျိုးလုံးတစ်ဖိတ်မယောင်ဆောင်ပြလိုက်သည်ထိုခါကျမှခင်ဝေလည်းသဘောပေါက်သည်သည်အော်ဟိအေးရောဘာရောလဲမေ့နေရမှာမလားခင်ဝေကတခုခုကိုသဘောကျသည့်ပုံနဲ့ရည်ပြုံးပြုံးလုပ်နေသည်ကျွန်တော်ကမိရကောင်းလာကိုစိတ်မကွက်တော့လဲ တဘာဝကြအောင်စိတ်ဆုံးအောင်ပြလိုက်သည်စိတ်ညစ်စရာတွေပဲတွေ့နေရတော့ရက်တွေလည်းမမှတ်မိတော့ဘူးကိုရဲ့ပြောစရာချင်းလေးတွေစိတ်ညစ်စရာစကားများကဝင်းရောက်နောက်ဆက်မိဆိုတဲ့ဖြင့်စကားစာကိုတူတူနဲ့ဖြတ်ပြလိုက်ရသည်ခင်ဝင်လည်းအတိတ်လိုလိုအနာဂတ်လိုလိုစိတ်ညစ်ညူစရာ တွေများကိုလုံးထွေးလွတ်ပြီး ြစ္ဆုတ်ပံစီတို့မနှဲရောက်အောင်ပြလန်ရှိသည်ကျွန်တော်လည်းပြစ္ဆုတ်ပံကိုရောက်နေသည့်ခင်ဝဲစေကိုလွတ်မသွားအောင်ဖမ်းဆုပ်ထားလိုက်သည်အဲ့ဒါဆိုမျက်စိမိတ်ဟင်မလုပ်မလို့လဲမိတ်လိုက်ပါကျွန်တော်ကစိတ်မရှိသည့်လေတံပြင်ပြောလိုက်သည် ခင်ဝဲကမျက်လုံးမိတ်လိုက်တော့လဲခါဝါးဝါးမျက်နှာကိုနည်းနည်းဟားထားလိုက်သည်သူ့ထင်ကျွန်တော်ကနမ်းမီဟုထင်မှတ်နေပုံလည်းရသည် ကျွန်တော်နားလိုက်မှာဟိုးထားလက်ကပြီးပုတ်လွန်မိသဘောလည်းရှိသည်ကျွန်တော်ကတေချာမိတ်ပါ ဟုပြောမှ လုံးလုံးမိတ်ချလိုက်သည်ကဲဖွင့်လို့ရပြီဗျာကျွန်တော်ကခင်ဝင်းမျက်စိရှိပစ္စည်းလေးတစ်ခုကင်ထားလိုက်သည်ခင်ဝင်းကမျက်လုံးလေးဖွင့်ပြီးဟဲ့ဟဲ့ပဲ့ပဲ့ကြီးပါတော့သည်ဟမ်ဘာကြီးတာလဲခင်ဝင်းဒါလေးပြဖို့ရေးကိုမျက်လုံးမိတ်ခိုင်းတာလေလို့ ဟိုကိုလည်းရှိတာလေးနလောက်အောင်ဝဲရတာကိုခင်ဝင်ရဲ့ဘာပဲဖြစ်ဖြစ်နှစ်ပတ်လည်နေမှတ်တရားပေါ့ဒီတိုင်းပြလိုက်ရင်ဆညာကလေးတစ်ခုတည်းဆိုပေမဲ့ရိုးရိုးကြီးမလို့အရိုမန်တစ်လေးဖြစ်သွားအောင်မျိုးလုံးမိတ်ခိုင်းတာဘယ်လိုလဲဂျင်ခုံလာတယ်မဟုတ်လားကျွန်တော်ကကိုစကားကိုသဘောကျ၍ဟာထားရည်သည်ခင်မင်းကကျွန်တော်ကိုမျက်တောင်မခံပဲစိုက်ကြည့်နေသည်အရည်လက်ရက်သွားသလိုအပြုံးလည်းမရှိတော့ ျွန်တော်နောက်ကရင်တိုင်အောင်လိုက်ပြီအာနာပါနာရရင်တရိယာဘောပေါ့ဒါရီမလို့ပါဟုတ်ကိုရေခင်ဗျပြန်မကိုရှိနေရပါပြီခင်ဗျဘာကိုမှမမမောသေးလားအခုလို့ဒုက္ခရောက်ချိန်မှာ ကိုရှိနေရကိုကခင်ဗျအတွက်တဘဝဇာမတရားပဲကျွန်တော်ကခင်ဗျလက်ကလေးကိုဖောက်ဖောက်လေးခြံနိုင်သည် ခင်ဝိလိန်လေးတွေကချစ်သူစဖြစ်စားကားသူချစ်သူစဖြစ်ကားစားကားလို့နှွေးနေစေနှုတ်နေစေကျွန်တော်နှလုံးသားကိုလှုပ်ခါနေစေဒီနေရာမြောက်ခင်ကဒီလိုစကားမျိုးခင်ဝိစီကမကြဘူးပဲအန်နီရဲ့အလီလီဒုက္ခအဖုံဖုံကြုံခဲ့ရ၍ခင်ဝိလေးရင်းချက်သွားရလားမသိဘူး ခင်ဝေရင့်ကျက်သည်ဖြစ်စေကလေးဆန်သည်ဖြစ်စေခင်ဝေပေါ်ထားသည်ကျွန်တော်အချင်းများသည်ရောတော်မူချေအဲ့ဒါဆိုရင်လေဟိုလေးဟိုငါဒီကောင်လေးကိုနမ်းလိုက်အောင်မဆိုရယ်စိတ်လေးများမဖြစ်ပေါ်ဘူးလားဟာကိုကလူရင်းရှင်ရှက်စရာထိုချိန်နိုင်တရုတ်တယောက်စာနှစ်ယောက်စာဖြတ်သွားဖြတ်လာလုပ်နေကြသည်မြန်မာအလုပ်သမားတော်မတွေ့ရ ။လာအိုကောင်မလေးတောင်းအောင်ကကွက်ကြီးကွက်ကြီးလုံနေသည်။ဒါအိုခင်ဝေက ရှက်နေခြင်းဖြစ်သည်။ရှက်မနေပါနဲ့ခင်ဝေ။သူတို့ကပူတောင်ဆိုးပါသေးတယ်။ကိုတို့ကနန်းအောင်လေးပဲနန်းတာ။လုပ်ပါနန်း။ဟမ်။ကျွန်တော်ကပန်းလေးကိုအတင်းထိုးပြီးသည်။ခင်ဝေကဟိုကြည့်ဒီကြည့်သုံးနေကလှုပ်ပြီးရှက်ကနေနန်းလိုက်သည်။တို့တော့ခေါင်းလင်းကုန်ပြီးထွက်ပြေးလေသည်ကျွန်တော်ကခင်ဝေကိုကြည်ပြီးကြီးလိုက်မိသည ဒီကောင်မလေးဟာလေခင်ဝေးသာပန်းတပွင့်ဖြစ်ပြီဆိုလေရောင်စုံပန်းငင်းကြီးတွေကပန်းတပွင့်မဖြစ်စေချင်ပါလိယခုလိုအန်နီယေဒေါ်ရဲတွင်မျက်ရည်ဖြန့်ပတ်မှပွင့်အားသည့်ပန်းမဖြစ်စေလိုပါထိုကဲ့သို့ရောင်စုံပန်းငင်းကြီးတွေပြန်ရောက်လာမှာကျွန်တော်ပေါ်ရနာတောင်းအပြည့်ရှိပါသည် ထို့အတွက်လည်းကျွန်တော်၌အားမလို့အားမရဖြစ်ရသည့်နေရာများသာ ကြီးစိုးမင်းမှုနေခြင်းဖြစ်ပါသည်